ညီမရဲ့တကြံတွင်အခြေအနေကတော့မန္တလေးကတော့ကလေးတွေနဲ့ဇက်ကွက်ထဲမှာအနေချင်းပတ်တာတော့ပဲရှိပါတယ်။ကျန်တာအကုန်လုံးကတော့မြို့ထဲမှာတော့ကျုပ်ရေပတ်တဲ့လူတိတ်မတွေ့ရဘူးပြ။ဟုတ်တကြံတွင်မှာလည်းတချို့ကျွန်တော်တို့ brighter တင်နေတဲ့မိသက်အရန်မိသက်တွေကအကယ်ရမယ့်နေရာတွေတော့မရှိတော့ပါဘူး။တပ်ပေါ်တွေထောက်ရမယ့်နေရာတွေအကုန်လုံးကတော့သူ့နေရာနဲ့သူသူကလည်းသူတော့အကုန်လုံးထုတ်နေကြပါတယ်မနာပါဘူး။ အဲအခုအမငလင်းလောက်ပြီးတော့ဒီနေ့15ရက်ဆိုတော့16ရက်အကြာမှာ double ရီတော်တော်များတော့ရာသီဥတုခြေနဲ့အေးပြောတာတွေအဲပုံပြတာတွေကတော့ရှိပါတယ်ဗျတချို့ double ရီတွေဆိုရင်ပိုင်ရှင်နဲ့အဲ့လိုမျိုးနားလည်မှုယူတယ်ပိုင်ရှင်ခွင့်ပြုတယ်ဆိုရင်တော့ကျွန်တော်တို့အဲ့နားမှာလည်းချက်ချင်းမိတချို့ပေးတာတို့ကတော့လောက်ပါတယ်အဲတချို့ပိုင်ရှင်တွေကြတော့အဲ့လိုမျိုးတချို့ခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့အတတ်နိုင်ဆုံးအကောင်းဆုံးကတော့ထုတ်ပေးပါတယ်ဗျ body bag တွေနဲ့ တပ်ဖွဲ့တွေထုတ်တဲ့နေရာမှာအခက်အခဲကတော့ဟိုကျွန်တော်တို့ပြီးနေတဲ့နေရာတွေမှာအဲအတန်းတိုင်းဆိုပုံမှန်ပြန်အောင် ထုတ်ရတာလေးတော့ရှိပါတယ်ဗျ။အဲကျွန်တော်တို့ဟိုစက်ပစ္စည်းအကူအညီနဲ့ဖြတ်တာအကုန်လုံးလုပ်ပြီးတော့မှ အတန်းတိုင်းဆိုတော့အကောင်းဆုံးထုတ်ကြပါတယ်။ကျွန်တော်ကိုယ်တိုင်ကလည်း အဲလူငယ်တယောက်ပေါ့နော်အခုကယ်ဆယ်ရေးလောက်တဲ့အပေါ်မှာကျွန်တော်ဘဝမှာလည်းဒါပထမဆုံးအချိန်ကြုံမှုတာဆိုတော့ကျွန်တော်တို့နိုင်ငံတကာအကူအညီနဲ့အဲကယ်ထွားတာမျိုးတွေနိုင်ငံတကာအကူအညီရအပင်ဤပညာပေါ့ဗျာကျွန်တော်တို့အဲသူတို့ဤပညာကိုအများကြီးအားကိုးရတာရှိပါလေကျွန်တော်တို့အဲဒီတိုင်းပြည်တွင်းကကျွန်တော်တို့ကယ်ဆယ်ရေးသမားများတော့အတန်းနိုင်ဆုံးတော့ ကျွန်တော်တို့ကူညီပြီးတော့ထုတ်ပေးကြတာပေါ့တချို့လည်းဟိုအသက်ဒေဆုံးတာတွေရှိပါတယ်ကျွန်တော်ကေဆေးရေးတဲ့အောင်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အကုန်လုံးကလည်းဟိုစိတ်မကောင်းကြပါဘူးစိတ်ထဲမှာလည်းအကုန်လုံးဒီဟာကြီးဒီဒုက္ခအားလုံးကလည်းအမြဲတမ်းကင်းလွတ်ပါစေလို့ပဲကျွန်တော်တို့ကတော့မျှော်လင့်ပါတယ်ဗျ ကျွန်တော်ကဲစီတမန်တယောက်အနေနဲ့ရောပြည်သူလူထုတယောက်အနေနဲ့ရောလူထုအကြံပြုချင်တာတော့ဟိုငလင်းဆိုတာကြိုတင်ပြီးမှန်းသားလို့မရတဲ့အခြေအနေမျိုးဖြစ်လာတဲ့အတွက်အဲဒီကြားထဲမှာဟိုဆေးဖြစ်တဲ့နေရာမျိုးမှာပဲနေပေးပါအောင်လို့ပြီးတော့အဲကျွန်တော်တပ်ဖို့ရီထောက်တဲ့နေရာနဲ့အနေရရှိစောက်ဦးတွေကြားထဲမှာမနေဖို့ပေါ့နော်အဲပြီးတော့ကျွန်တော်တို့အဲတပ်ဖို့ရီပတ်ဝန်းကျင်မှာရှိတဲ့ မိဘပြည်သူများလည်း master တာတို့ဟိုလက်စေးတာတို့ဘာတို့အများအားလုံးတက်มาတယ်မှာဘက်တီးရီးယားပိုးမွားတွေကကျွန်တော်တို့ရင်ကောင်တို့ဘာတို့ကနေထွက်တာအရှင်နာစာတွေပေါ့ရှင်နာတဲ့အစားအစာမစားဖို့လေရေးကြီးပါတယ်မှာအဲ body တွေအကုန်လုံးကနေရင်ကောင်တွေကနေတဆင့်အစားတောက်ကိုနားတဲ့အခါမျိုးမှာကျွန်တော်တို့အခုမှလေးမှလည်းယောဂတော်တော်များများအဲကူးဆက်နေတယ်လို့ကြားသိရပါတယ် အဲဒါကြောင့်မို့ကျွန်တော်တို့ကယ်ဆယ်ရေးလုပ်တဲ့ညီကိုရောဘေးဘက်ဝင်ကျန်မိဘပြည်သူများလည်းအထူးဂရုစိုက်ပေးကြပါလို့